မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဇန်နဝါရီလ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကြောင်းရွာအခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ961တပ်ရင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ30ရက်နေ့ကရေးမြို့နယ်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ961တပ်ရင်းကို drone နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း60မမလက်နက်ကြီးနဲ့ ရှစ်လုံးကရန်တပ်ပစ်ခတ်ခဲ့တဲ့အပြင်လက်နက်ငယ်များနဲ့လည်းရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဘုံချတာနဲ့ရန်တပ်ပစ်ခတ်တာကတော့ထုံးစံပါပဲ။တပ်ကတ်ကိုထိတယ်။ဘုံသီး9ကိုတက်တိုင်ရင်တဲ့ကိုတဲ့တဲ့ကြတာ60မမလက်နက်ကြီးနဲ့ကရှစ်လုံး9လုံးလောက်ပြန်လာတာရှိတယ်။လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်တယ်။ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ကတော့လက်နက်ကြီးရော drone ရောမြေပြင်တပ်ခတ်ရေးရောဗတ်စုံကနေပြီးတော့အာနာရှင်ကိုတိုက်ထုတ်နေခဲ့တာကြာပြီဖြစ်လို့မြန်မြန်ပတ်ဖို့ပေးကြဖို့ကိုလည်းမြစ်တာရက်ခံကြမှာတယ်လို့ Sword Dragon Drone Force SDDF တပ်ဖွဲ့က တရင်နဲ့ပြန်ကြားရေးတာဝန်ခံတအူးကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို P21803 Salt Dragon Drone Force SDDF နဲ့အတူရေဘလူးတပ်ရဲတပ်ခွဲတက်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရေပြူထီခိုးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNA ပြည်သူ့စစ်ကိုတော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်က၄ဦးသေဆုံးက၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသသတင်းရင်းမြစ်အင်းလင်းလူလူလှုပ်ရှားမှုကပြောပြထားပါတယ်။ဇန်နဝါရီလ30ရက်နေ့မနက်6:27မိနစ်အချိန် ချိန်မှာညောင်ရွှေမြို့နယ်ရေဘူးအုပ်စုရေဘူးထီခိုးရွာရဲ့အရှိတ်ဘက်မှာအင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခံ PNA တို့စစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရွှေခွေးတွေကကတ်လာတာသူတို့လက်နက်ကြီးတွေနဲ့ထုတာရဲဘော်တွေရောပြည်သူတွေရောဘေးကင်းပါတယ်လို့အင်းလေးလူလူလှုပ်ရှားမှုကသတင်းပေးဖို့ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ကလက်နက်ကြီး drone နဲ့ပစ်ခတ်တဲ့အခါမှာရေဘူးရွာဖုံးကြီးချောင်းဝင်းထဲမှာရှိတဲ့ဇေဒီများပေါ်ကိုကြက်ရောက်ပောက်ခွဲခဲ့တယ်လို့အင်းလေးလူလူလှုပ်ရှားမှုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရာတော်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ကင်းမုံဝင်နေတဲ့စစ်သားများကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့မနက်9:45မိနစ်အချိန်အရာတော်မြို့နယ်ငွေတွင်ပြူစောတီစခန်းကကားဆိုင်ကယ်များနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းနဲ့ကင်းမုံကျုံဝင်နေတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတီများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခတ်ခဲ့ရာ နိုင်ဝက်ခန့်အကြာအပြန်လန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစော်တီနှစ်ဦးသေဆုံးက၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်တာကအရာတော်နဲ့ငွေတွင်းညောင်ဒူးလေးအနားတော်ဝိုက်ကစစ်ကြောင်းနဲ့ဖြစ်တာပါအင်အားကတော့ကင်းမုံတွေအလုံးပေါင်းရင်တရားဝင်းကျယ်လောက်တော့ရှိတယ်စစ်ခွေးပြူခွေးနှစ်ယောက်သေးတယ်ငါးယောက်ကဒဏ်ရာရတယ်လို့နောက်ဆုံးအတည်ပြုချက်ရရှိထားပါတယ်လို့မုံရွာခရိုင်အမတ်ဆက်ကိုတက်ရင်ရောင်ဒီတက်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြူဟာ66စစ်ကြောင်းမုံရွာခရိုင်တက်ရင်အမတ်ဆက်ကိုတက်ရင်27တက်ရင်26အရာတော်မျိုးနဲ့ပတ်ကောက်ဖားနဲ့အတူအခြားမဟာမိတ်အဖွဲ့များကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့ချင်းပြည်နယ်ဖလန်းမြို့ကိုလေရင်နဲ့စစ်ကူရောက်လာတဲ့စစ်ကောင်စီအုပ်စုတပ်သားတရာနီးပါးကိုချင်းပြည်နယ်တပ်ဖွဲ့ကအရှင်လက်ရဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာဖလန်းမျိုးကိုအလုံးစုံသိမ်းပိုက်နိုင်ရေးအတွက်2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစပြီးတော့ဒီကနေ့အထိကိုမျိုးသိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်ဒီလိုမျိုးမျိုးသိမ်းတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာစစ်ကောင်စီအုပ်စုတပ်တွေကဖလန်းမျိုးမကြဆုံးရေးအတွက်လေရင်နဲ့စစ်ကူပို့ဆောင်ပေးနေတာဖြစ်ပြီးတော့ဒီလိုမျိုးစစ်ကူရောက်ရှိလာတဲ့စစ်ကောင်စီအုပ်စုတပ်သားစုစုပေါင်း68ဦးကိုအရှင်လက်ရဖမ်းဆီးရမိခဲ့တာလို့ချင်းညီနောင်ရဲ့စီရဲသတင်းရင်းမြစ်တအုပ်ကပြောပြထားပါတယ် ဖလန်းအထက်ကနှစ်ကရဟတ်ရင်နဲ့ချခဲ့တဲ့လူပေါင်း68ယောက်ထဲကလူတွေပါလို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်ဒီလိုမျိုးဖမ်းဆီးရမိတဲ့လူတွေဟာဖလန်းမျိုးတိမ့်တိုက်ပွဲပြင်းထန်နေတဲ့အချိန်လေရင်နဲ့ရောက်လာသူတွေဖြစ်ပြီးတော့စစ်ကောင်းစီအုပ်စုကပေါ်တာဆွဲစစ်သားတွေစုဆောင်းထားတယ်မကွေးမန္တလေးသခိုင်းဒေသကပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တယ်လို့ ချင်းညီနောင်စီရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါဗျ။ပြည်သူ့စစ်မှုထမ်းတွေများတဲ့မန္တလေးနဲ့မကွေးတဲ့ကပေါ်တာဆွဲခံရတဲ့သူတွေပါလို့အဲ့ဒီသတင်းအရင်းမြစ်ကပြောပါဗျ။လက်ရှိအချိန်မှာတော့ဖမ်းဆီးရမိတဲ့သူတွေကိုထိန်းသိမ်းထားတယ်လို့ချင်း National Organization ကဒီကနေ့မှဗီဒီယိုအထောက်ထားနဲ့သတင်းထုတ်ပြန်ထားပါဗျ။ဒီလိုမျိုးဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံရတဲ့စစ်ကောင်စီအုပ်စုတပ်သားတအူးက ကျွန်တော်တို့လေရင်ရက်တာကိုကဆယ်ပေအမြင့်မှာရက်ထားတယ်ကျွန်တော်ဆိုရင်ရောက်ရောက်ချင်းကလေးကဒဏ်ရာရသွားတယ်လေရင်ဘော်ကနေခုံမစင်းရဲဘူးကျွန်တော်ကခြေလင်းစစ်သားလေလေရင်ဘော်ကနေခုံမစင်းရဲတာကိုတုံးချခံရတယ် အဲ့ဒီကလေးက6ရောက်ကခောက်ပြီးတော့အယိုးအပ်သွားတာလို့ချင်း National Organization ရဲ့ဒီကနေ့ထုတ်ပြန်ကြမှာဝန်ခံပြောကြားထားတာကိုတွေ့ရပါတယ်။ဖလန်းမျိုးကိုချင်းညောင်တပ်ဖွဲ့ဝင်နေနဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေက2024ခုနှစ် November လ9ရက်နေ့ကစပြီးတော့ချင်းညောင်ဆက်စင်ရေး Operation CB အဖြစ်နဲ့မျိုးသိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီအုပ်စုရဲ့ထွေထွေအုပ်ချုပ်ရေးမှူးရုံးမြို့နယ်ရဲစခန်းခရိုင်ရဲစခန်းစောက်လုံရေးရုံးစစ်ကောင်စီအုပ်စုရဲ့စခန်းတွေကိုပိတ်ပတ်ရရှိထားတယ်လို့ဖလန်းခရိုင်ရဲတပ်ဖွဲ့မှ ဖလန်းမျိုးနဲ့ရဲတပ်ဖွဲ့မှုဖလန်းမျိုးနဲ့ဒူးရဲတပ်ဖွဲ့မှုနဲ့ရဲရရှိအပါအဝင်စစ်ကောင်စီအုပ်စုလက်နက်ကိုင်စုစုပေါင်း45ဦးကိုအရှင်းလက်ရဖမ်းဆီးရရှိခဲ့ကလက်နက်ခဲရအများပြားကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာ၃ရက်အတွင်းထရက်ကားများနဲ့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား195ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့ည7:00နာရီအချိန်မှာထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့စစ်စေးရိတ်ဂိတ်မှာစပားတင်တဲ့ထရက်ကားနဲ့ခိုးဝက်ပြီးတော့လိုက်ပါလာတဲ့မြန်မာနိုင်ငံသား26ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါရတယ်။ အဲ့ဒီမြန်မာနိုင်ငံသား26ဦးဟာတရားမဝင်တဲ့နီလန်းနဲ့နေဆက်ကိုဖျက်ချော်ပြီးတော့ဝင်ရောက်လာခြင်းဖြစ်တယ်လို့ထိုင်းအာဏာပိုင်များကပြောပါတယ်အဆောင်အချက်မရှိတဲ့နေဆက်ဝင်ပေါက်တစ်ခုကနေဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲဒီကနေ့မှလည်းထိုင်းနိုင်ငံကန်ချနာပူရီမြို့နယ်တွန်ဖာဖုံခရိုင်အတွဲမှာရှိတဲ့စစ်စေးရိတ်ဂိတ်တစ်ခုမှာ22ဘိန်းနောက်တွဲထရက်ကားအတွဲမှာခိုးဝက်ပြီးတော့လိုက်ပါလာတဲ့မြန်မာနိုင်ငံသား169ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းဖော်ပြထားပါတယ် အဲ့ဒီတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား169ဦးထဲမှာအမျိုးသမီး68ဦးပါဝင်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာစီးပွားရေးကြက်တဲမှုအကြမ်းဖက်စစ်ကောင်စီကအသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအသက်18နှစ်ကနေအသက်28နှစ်အတွင်းအမျိုးသမီးများကိုစစ်မှုထမ်းရန်အတင်းအကျပ်ခိုင်းစိန်နေတဲ့အတွက်လူငယ်များဟာအိန္ဒိချင်းထိုင်းနိုင်ငံကိုပုံစံမျိုးစုံနဲ့ထွက်ပြေးနေရကြောင်းပြည်တွင်းကနေစစ်ဘေးရှောင်များနဲ့စီဒီအမ်များကိုကူညီပေးနေတဲ့ကွန်ရက်ခေါင်းဆောင်တအူးကသတင်းပေးဖို့ပြောကြားထားပါဗျ။ လေးစိတ်မှာကလည်းထွက်လို့မရအောင်အရန်ကိုတင်းကျပ်ထားတယ်အခုကစစ်မှုထမ်းဤဥပဒေအရအမျိုးသားအမျိုးသမီးလူငယ်အကုန်လုံးစစ်မှုထမ်းခိုင်းနေတော့ထိုင်းမြန်မာနယ်စပ်ကနေပြီးတော့တရားမဝင်ဝင်ရောက်လာမှုတွေပုံပုံများပြားလာတော့မယ်လို့၎င်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကရင်အမျိုးသားအစည်းအရုံး KNU ဗဟုဌာနချုပ်ရှိရာတမဟာခုနှစ်မှာရှိတဲ့စီရေးပြကွင်းကို drone နဲ့ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇန်နဝါရီလ31ရက်နေ့မနက်9နာရီဝန်းကျင်အချိန်မှာ KNU ဌာနချုပ်ရှိရာတမဟာခုနှစ်မှာရှိတဲ့စီရေးပြကွင်းအတွင်းထဲကို drone နဲ့ဗုံးဒီနှလုံးလာရောက်ကျဲချခဲ့တယ်လို့သိရပါတယ်လူတအုပ်အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စီရေးပြကွင်းဘေးမှာရှိတဲ့အဆောက်အအုံတချို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ် အရင်ဆုံးကရင်တော်လှန်ရေးစစ်ရေးပြကွင်းကို drone နဲ့လာကျဲတာ drone တစ်စီးကတော့ကွင်းထဲကိုကျတယ်မြေကြီးပါတုံသွားတယ်နောက်ထပ်ဘုံတလုံးကတော့ချောင်းထဲကိုကျတယ်ဒီနေ့ကရင်တော်လှန်ရေးပွဲကိုမန္တလေးပလောမှာပြောင်းပြီးတော့လှုပ်တာမို့လို့တော်သေးတယ်လို့ KNU သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒီကနေ့မှကြာရောက်တယ်86နှစ်မြောက်ကရင်တော်လှန်ရေးအခမ်းအနားကိုမကြာသေးခင်ကမှပြန်လည်သိမ့်ပတ်ရရှိထားတဲ့မန္တလေးပလောမှာဒီကနေ့မနက်ပိုင်းမှာပြန်လည်ပြုလုပ်နိုင်ခဲ့ပြီးတော့ KNU စစ်ဘက်နဲ့အရက်ဘက်ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ကမြို့နယ်ပြည်သူစေယုံကိုဇန်နဝါရီလ30ရက်နေ့ညတကောင်းရန်အချိန်မှာ အချမ်းမတ်စစ်ကောင်စီကတိုက်လေရဲနဲ့ဘုံကျခဲ့ပြီးတော့လူသူထိခိုက်သေးဆုံးတာမရှိပေမဲ့စေယုံအဆောက်အုံ၃လုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညတကောင်အချိန်ကြီးကိုလာကျဲသွားတာလို့စင်ကူးမြို့အနီးကျေးရွာမှာနေထိုင်သူတို့ကပြန်လည်ပြပြထားပါရယ်။မန္တလေးမြို့နယ်မိုင်း90ကျော်အကွာ AR မြေကမ်းမှာတည်ရှိတဲ့စင်ကူးမြို့ကို2024ခုနှစ်ဇွန်လလမှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကတိုက်ပိုက်ထားတာဖြစ်တယ်လို့သိရပါရယ်။စင်ကူးမြို့မှာလက်တလုံးတိုက်ပွဲဖြစ်ပွားတာမရှိပဲစစ်ကောင်စီအုပ်စုကဘုံကျခဲ့တာလို့မန္တလေး PDF ကပြောပါရယ်။စင်ကူးမြို့နယ်အနီးဝန်းကျင်ဟာ တိုက်ပွဲနဲ့အလန်းကွာဝေးတဲ့နေရာဒေသတစ်ခုဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီအနေနဲ့အကြောင်းမဲ့တက်တက်ကိုအများပြည်သူနဲ့တက်ဆိုင်တဲ့မြို့နယ်ပြည်သူစေယုံကိုလေးချောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီဟာအခုရက်ပိုင်းအတွင်းမှာပြည်သူစေယုံများကိုဥတီပြီးတော့တိုက်ခိုက်နေတာကိုတွေ့ရပြီးစစ်တပ်တရက်အနေနဲ့ဂုံတိုက်ခါအကင်းမဲ့ဆုံးစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါတယ်လို့မန္တလေး PDF ကဖော်ပြထားပါတယ်စစ်ကောင်စီအုပ်စုကတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဘုံတံကြောင့်စေယုံကြီးအတွင်းမှာရှိတဲ့မိခင်နဲ့ကလေးစေယုံ အဆောက်အဦး၃လုံးထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံမြေပြင်ကင်းထောက်ရွေးဦးရောင်းဒီအဖွဲ့ကဖော်ပြထားပါတယ်။စင်ကူးမြို့မှာစစ်ကောင်စီအုပ်စုကင်းစင်သွားတာ၆လကြာပြီဖြစ်ပေမယ့်စစ်ကောင်စီအုပ်စုရဲ့လေကြောင်းရံကြောင်ပြည်သူတွေကိုမြို့ထဲမှာပြန်နေခွင့်မပေးသေးဘူးလို့ဒေသခံတို့ကပြောပြထားပါတယ်။လက်ရှိမှာစစ်ကောင်စီအုပ်စုကတော်လိုင်းတက်တွေတိတ်ပိုက်ထားတဲ့မြို့ရွာတွေကစေယုံစေကန်းတွေနဲ့စာတင်ကျောင်းတွေအပါအဝင်လူအများပြားနေထိုင်တဲ့အရသာပြတ်မှတ်တွေကိုနေတိုင်းနှီးပါလို့လို့ဘုံကျဲတက်ဖြတ်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ